ကျွန်တော်အကောင်းဆုံးကြိုးစားရတာဒီထဲမှာမင်းသမီးနဲ့ဟိုမလိုက်ဘူးလို့ပြောကြတယ်တမင်မလိုက်တဲ့ကျုပ်ဆိုးတဲ့မင်းသားကိုသူတို့ခေါ်ရိုက်ထားတာပါဆိုတော့ပြောချင်တာတကယ်အဲ့လိုမျိုးရုပ်လူကြိုင်းနဲ့ချစ်ဆရာကောင်းတဲ့ကောင်မလေးတယောက်ရဲ့အဲ့လိုအတွဲပုံစံပေါ့နော်အဲ့တော့ဒါကကျွန်တော်နဲ့ကျွန်တော်ထင်တာကကျွန်တော်နဲ့လိုက်သွားလို့ထင်တယ်တဘာဝနဲ့နီးစပ်ဆုံးချစ်သူဆုံးတဲ့ပုံစံပေါအောင်လို့ကျွန်တော်အကောင်းဆုံးကြိုးစားရတယ်အတက်နိုင်ဆုံးကျွန်တော်ရဲ့ ုံမှန်မန်နေဂျာပုံစံပြအောင်လို့စူးစမ်းပြီးတိကျဆောင်လာတယ်။ဒါရမ်းမှာတော့ဒါတဘာဝနဲ့နီးစပ်ဆုံးချစ်သူဆုံးတဲ့ပုံစံပေါအောင်လို့ကျွန်တော်အကောင်းဆုံးစူးစမ်းလာတယ်။ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ရဲ့ပုံမှန်မန်နေဂျာပုံစံပြအောင်လို့စူးစမ်းပြီးတိကျဆောင်လာတယ်။ကဗျာကျွန်တော်ကဗျာကိုချစ်တယ်။ကဗျာပြုံးနေရလေးကိုလည်းကျွန်တော် ချစ်တယ်။ပြောမလို့ပထမဆုံးအချိန်ကြီးစားစကားပြောရဲဆင်းမဟုတ်ဘူး။အဲ့စကားရဲ့အလှည့်လေးပါတယ်ပေါ့ ဲ့အဲ့အဲ့လေးမှာမှာဒါဒီကောင်မလေးကိုဒုတိယတစ်ချိန်ကြီးစစကားပြောခြင်းပေါ့ဒီကောင်လေးကဆိုတော့သူပြောချင်တဲ့အရာအလုံးသူပြောလိုက်တဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါဘာလို့အဲ့လိုကြီးစစကားပြောတဲ့မှုလေးကပထမဆုံးကြီးပြောတဲ့ပုံစံတော့မဖြစ်နေဘူးဒါကစကားလေးကအဲ့လေးတစ်ခုပါတယ်ဒါဒုတိယချိန်ဒါကြီးစစကားပြောတဲ့ဆောက်ဝင်ရတယ်အာတဘောကြတယ်ကျွန်တော်ခြေလေးခြေနဲ့ပါတယ်ပြီးတော့ဒီကားကိုလည်းကျွန်တော်အရင်ရိုက်ချင်လို့အတွက်ကြောင့်လို့ဒါ producer က နဲ့ကျွန်တော်တို့စပြီးတော့တည်ခဲ့တဲ့ကကျွန်တော်တို့လုပ်ချင်တဲ့ကျွန်တော်လုပ်ချင်တဲ့အဓိကကျွန်တော်လုပ်ချင်တဲ့အရာလေးတခုကို producer ကဒါလက်ခံပေးခဲ့ပြီးတော့ချက်ချင်းကျွန်တော်မပွင့်နဲ့ရိုက်မယ်ဆိုပြီးတော့ဒီပုံစံဒီပုံစံလေးကျွန်တော်တို့ကကိုမိုနီလည်းနဲ့စိုက်ကြည့်ပြီးတော့ချက်ချင်းစီစဉ်ပြစ်ခဲ့တာပေါ့နော်ပြီးတော့ဒါဒီကားကိုကျွန်တော်တို့အရေးဆုံးရိုက်မယ်ပေါ့အရေးဆုံးရိုက်မယ်တော့ romance ကားကကျတော့ဒါပြိတ်သက်ကြရမှာရေပန်းစားဖို့တော့ကခဲရင်တယ်ပေါ့နော်ရုပ်ရှင်ကိုကျွန်တော်တို့က တက်နိုင်ဆုံးရန်ကုန်မြို့မှာရှိတဲ့ရန်ကုန်မြို့ပြားမှာရှိတဲ့အခြေခံလူရန်းစားရဲ့အတွဲလေးဒီညနေအိမ်ပြန်လမ်းလျှောက်တဲ့အိမ်ပြန်တဲ့ဟာလေးဒါမုတ်စားတဲ့ဟာလေးဒါလေးတွေကျွန်တော်တို့တရားလေးလေးလာပြီးတော့လေးလာပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့အရင်တုန်းကအဲ့ဒီလိုအဲ့လိုမျိုးလူမျိုးပဲဖြစ်ခဲ့တယ်ဆိုတော့အခါကျတော့အဲ့ဒီခံစားချက်တွေပြန်လွန်အောင်ကျင်တဲ့အတွက်ကြောင့်ရန်ကုန်မြို့ရဲ့အထင်ကြီးအဖြစ်ဆုံးနေရာတွေမှာပဲကျွန်တော်တို့အချိန်ကြီးပြီးရိုက်ခဲ့တယ်အဓိကကချက်ကလေ location ကြီးရိုက်ွက်တွေကိုကျွန်တော် อินดี้เซนเซอร์เนาะเนาะอะไรမျိုးရုပ်ရှင်มามาเนี่ยแล้วရုပ်ရှင်ဆန်တဲ့ပုံစံမျိုးနဲ့ပြန်ဖန်နေခဲ့ပါတယ်ကျွန်တော်ခံစားချက်အစစ်ကတော့100%ပဲဒီထဲမှာဘာလို့ဆိုတော့ဒါကဟိုရီးစားတွေအတွဲတွေဆိုတာလေကိုယ့်ရဲ့ချစ်တဲ့သူတယောက်ကဘေးနားမှာရှိလို့ရှိရင်ဘလို့ဆိုင်မျိုးမှာပဲစားရစားရကိုယ့်ရဲ့ချစ်သူကကိုယ့်အလုပ်ကိုလာကြိုးရင်ဆက်ဘေးနဲ့ပဲလာကြိုးလို့စိုက်ကားနဲ့ပဲလာကြိုးလို့ကြိုက်တာနဲ့လာကြိုးအဓိကကိုယ့်ရဲ့ girlfriend wife ကကိုယ့်နားမှာရှိနေရင်တလောကလုံးမှာဘသူမှညင်ညာတော့တာမဟုတ်ဘူး ဆိုတော့အဲ့ခံစားချက်ကလည်းအတွေးရှိတဲ့လူတိုင်းပေါ့နော်ဒါကုတကယ်ချစ်တဲ့မိန်းကလေးတယောက်ခုနမှရှိရင်တလောကလုံးကမမြင်တော့ဘူးကွာအဲ့ချိန်မှာတော့ဒါနှစ်ယောက်တည်းတကဘာဖြစ်သွားဘူးကွာအဲ့အဲ့လိုမျိုးလူတွေဖြစ်အောင်ဒါကမှခံရတာပေါ့ကျွန်တော်တို့အားလုံးကတော့ဒါချစ်တတ်တဲ့လူတွေပဲဆိုတော့ချစ်သူစရာအတိုင်းပဲနေကြတဲ့လူတွေပါအဲ့တော့ပါဆက်ရအောင်လေ။ဟုတ်ကဲ့မှန်ပါလေ။တကယ်ဘောကလက်တွဲပေါ်တွေ့လာတဲ့အချိန်ကြလို့ရှိရင်ဒါကဟိုကိုယ့်ရဲ့ချစ်သူတယောက်စိတ်မချမ်းသာနေတဲ့အရာတွေအားလုံးကြောက်လို့မလုပ်တာမဟုတ်ဘူး။ကိုယ်ကိုယ်တိုင်ဆင်မြန်သွားကြတာပေါ့နော်။ ဲ့လိုမျိုးကြတဲ့ခါကျတော့တယောက်နဲ့တယောက်နဲ့တော့မတူဘူးပေါ့နော်ဆိုတော့ခါကျတော့အချစ်ကိုပုံစံနာဖွဲ့ဖွဲ့ဖွဲ့တဲ့ပုံကြတော့အတူတူပါပဲအတွေ့ရတချို့ကလည်းရမ်းဖြစ်ပြီးတော့ချစ်နေကြတွေ့နေရှိတချို့ကလည်းရမ်းအနူးညံ့နဲ့တွေ့နေရှိတယောက်တယောက်မတူကြဘူး GM မှာတော့ဒါကျွန်တော်တို့နှစ်ယောက်တည်းနဲ့ပုံဝင်ရုပ်ဆောင်တာကတော့ချစ်သူစေရဆိုတော့ဒီရက်မှာစေရကိုသွားရတဲ့အရာရောအများကြီးပဲဆိုတော့ဒါကြည့်စေတဲ့အကောင်းဆုံးနဲ့ကြိုးစားတာပါခက်တယ်ဗျခက်တယ်ဗျဆိုတော့ကျွန်တော်တို့ဇန်ညိုကြီးတဲ့ခါမှာဇန်ညိုနဲ့မှာကျွန်တော်တို့ dialogue ပဲပါတာလေ ဲ့ dialogue မှာမှာပြောတဲ့စကားလုံးတွေ body language မှာမှာ romantic ပြောင်းလို့အများကြီးပြင်ရတာပိုင်းရှိရပါဘူး။နောက်ပဲဒါ edit ပညာရောဒါ color grading ရောဆိုတော့အခြေကားရက်ကတော့ပုံမှန်ထပ်ပို့ပြီးတော့သွားတဲ့အစင်တွေများဆိုတာကြောင့်ကျွန်တော်တို့အကောင်းဆုံးတော့ကြိုးစားတာပါ။ဟုတ်ကျွန်တော်ရမ်းဝမ်းတာပါလေ။နောက်ပိုင်းကလည်းကျွန်တော်ကလည်းအဲ့လိုမျိုးကျွန်တော်ဖြစ်တင်တာတွေကိုကျွန်တော်လုတ်ခဲ့ပြီးသွားပြီ။ဆိုတော့အခုချိန်မှာကျွန်တော်ဖြစ်ချင်တာတွေပဲကျွန်တော်လုတ်တော့မလို့ အဆုံးမြတ်ချက်လေးချတာဆိုတာကတော့ကျွန်တော်ကားရကျွန်တော်အမြဲတမ်းကောင်းမွန်တဲ့ကားတွေပဲပြည့်သက်စီပို့ပေးခြင်းနဲ့ဆိုတော့ခါကြတော့ဒါကတော့ကျွန်တော်တို့အခုချိန်မှာရွေးချယ်ပြီးရလို့ရနေပြီဆိုတဲ့အချိန်မှာရွေးချယ်ရခဲ့ဖို့အတွက်အချိန်ကကြာရောက်လာပြီเนาะဒီအချိန်မှာကျွန်တော်ကအဲ့လိုမျိုးပုံစံနဲ့မျိုးနဲ့ပဲသွားခြင်းတခါကြတော့ပြည့်သက်တယ်သဘောကျတယ်ဆိုတော့ဝမ်းသာတယ်ဒါဒီနှစ်ထဲမှာဆိုလို့ရှိရင်နောက်ထပ်ကားတွေကားတွေကမတူတဲ့ကားပုံစံနဲ့အများကြီးနဲ့ပြည့်သက်စီလာမှာဖြစ်တဲ့ဘက်ကြောင့်ကြည့်ရှုပြီးတော့အားပေးစီခြင်း အာငါပါဇက်စီနိုင်ပါမလားဆိုတော့ဟိုဟာ caption နဲ့ share ဝါတယောက်ရှိပါတော့ဒီမင်းနေတဲ့သူပါဆိုတော့ဒါမျိုးကျွန်တော်အကောင့်ကိုကြိုးစားရတာဒီထဲမှာမင်းသမီးနဲ့ဟိုမလိုက်ဘူးလို့ပြောကြတာတမင်မလိုက်တဲ့ရုပ်ဆိုးရမင်းသားကိုသူတို့ခေါ်ရိုက်ထားတာပါဆိုတော့ပြောချင်တာတကယ်အဲ့လိုမျိုးလူချမ်းကြီးနဲ့ချစ်ဆရာကောင်းတဲ့ကောင်မလေးတယောက်ရဲ့အဲ့လိုအတွဲပုံစံပေါ့နော်အဲ့တော့ဒါကကျွန်တော်နဲ့ ကျွန်တော်ထင်တာကျွန်တော်နဲ့လိုက်သွားလို့ထင်တယ်လို့ဒဲလိုမျိုးတော့မဟုတ်ဘူးနှစ်ယောက်တည်းရှိနေချင်းကြလို့ရောဗျာတော့ဒါကတော့ဒါအခုကြည့်နေတဲ့ပြည်သက်တွေလည်းအဲ့လိုပါပဲလူရှိကြရင်တော့နည်းနည်းတော့ဟန်ဆောင်ကြပါမယ်နဲ့ကိုယ့်ရဲ့ချစ်တဲ့သူများနားမှာနှစ်ယောက်တည်းရှိနေချင်းကြတော့ယောက်ျားလေးတွေပို့လို့ကြတယ်ဗျာအကြီးကတော့ကျွန်တော်တို့ကလုံနိုင်ကြတဲ့ရှိတဲ့ຢာတွေအားလုံးလုတ်ထားပြီးပြီဟာဒါပြည့်တဲ့ဒီလာကြည့်ဖို့အတွက်ပဲကျွန်တော်တို့မျှော်လင့်ရတာပေါ့နော်ဆိုတော့အခါကျကျွန်တော်တို့ promotion ဘိုင်းကိုကျွန်တော်တက်နေတဲ့လောက်အကောင်းဆုံးကြိုးစားထားတယ်ဒီအတွက်ကြောင့်မလို့ဒါပြည့်တဲ့ဒီလာကြည့်ပြီးတော့ လိုပြောပြရမလဲနူးညံ့မှုတွေခံစားနေကြတယ်